မင်္ဂလာပါခင်ဗျာ AR ကပက်စင်တင်ဆက်နေတဲ့ Editor စကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့အရက်သားတွေပေါ်ဘာကြောင့်ဘုံကျဲနေတယ်လဲဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ AR မြန်မာပိုင်း Editor ကြော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ AR ရဲ့ Editor ချုပ်ကိုအောင်စောဖြစ်ပါတယ်ကျွန်တော်မင်္ဂလာပါမင်္ဂလာပါကျော်ခါ ားလုံးသိတဲ့အတိုင်းပဲပေါ့လေအခုအနာသိန်းစစ်တပ်ကဒီငလင်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီးတော့အပြည့်ရဲ့ကြီးညာပြီးတဲ့နောက်ပိုင်းမှာပဲဟုတ်လားဒီရန်ကုန်နဲ့ AR တိုင်းကလွင်ကျန်တဲ့ပြည်နယ်နဲ့တိုင်းတော်တော်များများမှာဟာဘုံနေဆက်တိုက်ကျဲနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီကာလကတော့ပွင့်လင်းကာလရဲ့နောက်ဆုံးလဖြစ်တယ်ပေါ့လေဒီလက်ရှိအချိန်အရဆိုလို့ရှိရင်ဆိုတော့အခုကျဲနေတဲ့အခြေအနေတွေဟာ အဆိုးဆုံးကတော့ရက်ပက်ပြင်းမှတ်တွေကိုဟိုမရှောင်မင်းနဲ့လုတ်နေတာတွေကိုတွေ့ရတယ်ဒါကတော့တော်တော်လေးစိတ်မကောင်းစရာအခြေအနေပေါ့လေဒါနဲ့ပတ်သက်ပြီးအရင်ဆက်ဆွနေပေါ့အခုကျွန်တော်ကျွန်တော်နားလည်တာကတော့ဒီဘုံတွေစက်လိုက်ကျဲရအပြင်မကြိုက်သေးခင်စကိုင်းတိုင်းမှာရှိတဲ့အိုးတိန်တိန်ကျဲရွာကိုဘုံကျဲတဲ့ကံမှာကလေးတငယ်တွေအများအပြားသိဆုံးခဲ့တယ်ဆရာမနှုတ်လက်ပါဝင်တယ်ပေါ့နော်အဲ့ဒီတည်င်းနဲ့ပတ်သက်ပြီးတော့အပြည့်ရင်းပြည်ပမှာရှိတဲ့မြန်မာပြည်သူတွေတုံ့ပြန်တာကတော့ ဒီလိုမျိုးငရဲဘုံငယ်ဇက်လိုက်ပြီးကျင်းနေတဲ့ကိစ္စလူစိမ့်မရှိဘူးလားဒီလူတွေကအရင်ဆိုင်နေပဲဆိုပြီးစစ်ကောင်စီဘက်ကပြစ်တင်တဲ့အတိုင်းတွေကျွန်တော်ကြားရတာပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာလုပ်ငန်းတလားကြော်ပါပဲငင်းလင်းကြောင့်အကူညီကယ်ဆယ်ရေးကိစ္စတွေပြန်လည်တည်ဆောက်ကိစ္စတွေကအဓိကမဟုတ်ဘဲနဲ့အဲ့ဒီချိန်မှာနေအခုချိန်ဒီဇက်တိုက်ဘုံတွေကျဲတဲ့ကိစ္စအကြက်သားပြစ်မဲ့အကြက်သားတွေကိုပြစ်မဲ့ထားတဲ့ကိစ္စဆိုတော့အဲခုနကပြောသလိုပဲ အစကိုင်းရေ ရခိုင်ရေအဲရှမ်းပြည်မြောက်ပိုင်းရေပြီးတော့ကရင် ပြည်နယ်မှာရေအဲ့ဒေသတွေဇက်တိုက်ကိုဘုံကြီးကျဲတဲ့အပြင်စကိုင်းဆိုတာလည်းမကြသေးခင်မင်္ဂလင်းတန်းကိုကြီးကျယ်ခံရတဲ့နေရာဖြစ်ပါတယ်ကျောင်းတော့ခုနစကိုင်းတိုင်းဥတိန်တင်းကြေးရွာပေါ့ဆိုရင်လည်းဒါကိုစစ်ကောင်စီဘုံကျဲခဲ့တယ်22ဦးလောက်အနည်းဆုံးကလေးတကယ်22ဦးတည်ဆုံးခဲ့တယ်ဆရာမ22ဦးတည်ဆုံးခဲ့လို့ကျွန်တော်တို့သတင်းတွေကသိရတယ် အဲ့ဒီတင်ရင်းနဲ့ပတ်သက်ပြီးတော့အချက်လက်တွေအားအမြင်ပြင်တင်ရင်းချက်လက်တွေဗီဒီယို image တွေဗီဒီယိုဓာတ်ပုံတွေကျွန်တော်ရခဲ့ရတယ်ရှိတယ်တင်ရင်းဌာနအများဆိုရပါတယ်ဒါပေမဲ့အဲ့လိုအချိန်မှာပဲအပြည့်အစုံရှိတဲ့စစ်ကောင်စီရဲ့ဟလာ social media page တွေစစ်ကောင်စီမွေးထားတဲ့ media တွေကနေပြီးတော့ဒါဒီတင်ရင်းကိုထင်အောင်ထင်မှားဖြစ်အောင် misinformation ပေးတာမျိုးလေဒီ in and out နဲ့လုတ်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရဒါတော့သူတို့ဘာပြောသလဲဆိုရင်ဒါအကြောင်းဖွင့်တဲ့အချိန်မဟုတ်ဘူး အဒီနီယာဟာရန်နေပောက်ကွဲလို့သူတို့ချင်းချင်းသေးတာမျိုးဆိုတဲ့ပုံစံမျိုးကိုပုံမှားရိုက်ပြီးတော့သတင်းနဲ့တွင်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုဒါပေမဲ့မြန်မာတိုက်ခံ NUG ပါဝင်မြန်မာတိုက်ခံဒီဘက်ကဒါ cluster bomb ကနေပောက်ကွဲတာဖြစ်တယ်ဆိုတာမျိုးတွေကိုသူတို့ဘက်ကထုတ်ပြန်ထားတာကျွန်တော်တွေ့ရပါတယ်ဒါမြေပြင်မှာရှိတဲ့အချက်လက်တွေကျွန်တော်တို့ဒီကိုယ်တိုင်ကနေပြီးတော့ရာသီအရသားတွေပြောဆိုချက်တွေဟဲ့လား မျက်မြင်တက်တဲ့တွေကိုမေးထားတဲ့အချက်လက်တွေကိုကြည့်မယ်ဆိုတော့ဒီစစ်ကောင်စီဘက်ကပုံကျဲခဲ့တယ်ဆိုတာအသေးစားပဲလို့ပြောလို့ရပါတယ်ဆိုတော့စစ်ကောင်စီကအခုတလောမှာဟလာဒီအိုထင်းတွင်ကြေးရွာဘုံကြီးကျောင်းနဲ့မကပဲနဲ့တခြားနေရာတွေမှာလည်းဆက်တိုက်ဘုံကျဲနေတာတွေ့ရတယ်ထူးသဖြင့်ဒီအပိုင်းမှာဒီမေလာထဲမှာကျဲတဲ့ဘုံကျဲတဲ့မှတ်တမ်းတွေကိုလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဟလာဟိုရခိုင်မှာကျဲတယ်ဟိုရှမ်းပြည်နယ်မြောက်ပိုင်း DNL ထိမ့်ချုပ်ထားတဲ့ မြို့တွေကိုလိုက်ကျဲတာရှိတယ်။နောက်ချင်းတို့ဟိုကရင်တို့မှလည်းကျဲတာတွေကျွန်တော်အများကြီးတွေ့ရတယ်ပေါ့နော်။အဲ့ဒီဖြစ်စဉ်တွေကိုလိုက်ကြည့်တဲ့အခါမှာအရက်ဘက်ပြစ်မှတ်တွေပဲဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်။အော်တော်တော်များများကလည်းဟိုဒီတိုက်ပွဲဖြစ်နေတဲ့အချိန်မဟုတ်ဖဲနဲ့မှတီးတန့်ကိုယ့်အကူရှိနေကြတဲ့ကြေးရွာတွေစာတင်ချောင်းတွေအဲ့လိုမျိုးကျဲတာကျွန်တော်တွေ့ရတယ်ပေါ့နော်။ဟိုဒီကျွန်တော်တို့အခုဒီဆွေးနွေးပွဲ လုံနေတဲ့အချိန်ပေါ့နော်ဒီကြာသာပတင်းနေ့မွန်လွယ်ပိုင်းမှာပဲဆိုလို့ရှိရင်ဒီမန်လေးတိုင်းနဲ့ကနေရာတွေကိုဘုံလိုက်ကျဲနေတာကျွန်တော်တွေ့ရတယ်မနေ့ကဆိုကြောက်တော်မှာပေါ့နော်ရခိုင်ပြည်နယ်ကြောက်တော်မှာဘုံကျဲတာတွေ့ရတယ်ဆိုတော့ကြောက်တော်မှာဆိုလို့ရှိရင်ကြောက်တော်လို့ရတိတောင်လို့ဆိုတာအေးအေးထင်းကျုံမှုအောက်မှာရှိတယ်ဆိုတော့အဲ့နေရာတွေကတိုက်ပွဲဖြစ်နေတဲ့နေရာတွေမဟုတ်ဘဲနဲ့အကျဲခံရတာရှိရခုမှခုနပြောခဲ့တဲ့ TNL ထိန်းချုပ်တဲ့နေရာတွေဆိုလို့ရှိရင်လည်းအဲ့လိုပါပဲဆိုတော့ဒါတကယ်ကို ုနပြောနေကြတဲ့လူတွေအလားအရင်ဆိုင်တွေလူမဆန်တဲ့လုပ်ရက်တွေဆိုတာတွေကဒီပြောကြမှာပဲပေါ့နော်။ဘာစစ်ကောင်စီရဲ့လုပ်ရက်တွေကတော်တော်ကိုအခြေအနေဆိုးနေတာကြောင့်ပေါ့။အဲ့တော့အခုဘုံကျတာအခုမှကျတာလားဆိုတော့မဟုတ်ဘူး။ဆိုတော့ကျွန်တော်တို့ဒီဒီရက်သားတွေပြည့်မဲ့ထားပြီးဘုံကျခဲ့တဲ့ဖြစ်တွေရင်းနှောင်းရှိခဲ့ဘူးတယ်။ပစီကြီးဘုံကျတဲ့နေရာတို့လက်ရက်ကုန်းတို့ပေါ့နော်။ပစီကြီးမှဆိုရင်2023 AB လမှာဘုံကျခဲ့တယ်။အဲ့မှာ ော်ရွာသူရွာသားအနည်းဆုံး160နဲ့180ကျားတည်ဆုံးခဲ့တယ်လို့ကျွန်တော်တို့သိရတယ်။အဲ့ဒီအချိန်မှာလည်းအဲ့ဒီရွာမှာ NUG ကနေပြီးရုံကန်ဖွင့်ပဲလုပ်မဲ့အချိန်ပေါ့နော်။ဒီနေရာမှာအချိန်ကိုက်ပြီးတော့ပုံကျဲခဲ့တာကျွန်တော်တို့တွေ့ရနောက်တစ်ခုကလက်ရကုန်းပေါ့။လက်ကုန်းလက်ကုန်းကိစ္စကြတော့ဟိုကြောက်ကပလတ်မှတ်မိတယ်လေကုံကိစ္စဆိုလို့ရှင်လေအခုဟွာနဲ့ပဲချိန်ရမယ်တင်နေအခုဖြစ်သွားတဲ့လာအိုဒိန်တွင်ကြေးရွာစာတင်ကြောင်းဘုံကျဲတဲ့ဖြစ်စဉ်မျိုးပဲဖြစ်ခဲ့တာပြီးတော့ဒီဒီပယင်းမျိုးနယ်ထဲမှာပဲ အဲ့တော့ဒီ2022ခုနှစ်မှာဖြစ်ခဲ့တာပေါ့လေဆိုတော့အဲ့ဒီတော့ဆိုလို့ရှိရင်လေဒီကြောင်းတွေကိုအရင်ဆုံးအပေါ်ကနေဘုံကျဲချတယ်ကျဲချ MI35 Russia လို့ MI35 နဲ့ဝင်ပြစ်တယ်ဟုတ်တယ်ကျဲချပြီးတဲ့ပြင်ကိုထွက်ပြေးနေတဲ့ကလေးတွေနဲ့ရွာသူရွာသားတွေကို MI35 နဲ့စီးနေဘေးကနေအပေါ်ကနေစီးပြီးပြစ်ခဲ့တာကြီးလောက်ခဲ့တာပေါ့အဲ့ MI17 helicopter နဲ့ပြီးအဲ့ရနေပြီးတော့စစ်သားတွေဆင်းလာပြီးတော့ ကလေးသူငယ်တွေစုပြီးတော့ပြတ်တက်တဲ့ကိစ္စတွေပေါ့ကလေးငယ်တွေတာဇင်နဲ့ချီပြီးတေးကြတယ်ပေါ့အဲ့မှာထူးခြားချက်တစ်ခုကတော့အဲ့ကိစ္စမှာဆိုရင်လည်းစစ်ကောင်စီဘက်ကဒီတေးတဲလင်စာတွေကိုဖြောက်ဖျက်ဖို့စူးစမ်းခဲ့ရတယ်ကျွန်တော်တို့တွေ့ရတယ်အဲ့လိုမျိုးပြစ်မှုတွေစစ်ရာဇမှုတွေကျူးလွန်ခဲ့ပြီဆိုရင်ဖြောက်ဖျက်ဖို့စူးစမ်းခဲ့ရတယ်ရှိတယ်ဒါပေမဲ့ဒီနေ့ခေတ်ကျွန်တော်တို့ဒီဘက်ခေတ်မှာတော့ဟာလား internet internet တွေရှိတယ်ပြီးတော့ဖုန်းတွေရှိတယ်ဗီဒီယိုတွေရှိတယ်အဲ့အဲ့ဒါကြောင့်ဒီလိုဖြစ်တဲ့သတင်းတွေကိုလည်းကျွန်တော်တို့အချိန်အမီပဲဒီဘက်ကမီဒီယာတွေအများစုကရရှိနိုင်တယ်ပြီးတော့ပြန်ပြီးထုတ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့ဒီဘက်ကဒီဘက်ကကျွန်တော်တို့ဒီဘက်ကမီဒီယာတွေအနေနဲ့နိုင်ငံကားသိအောင်လုပ်ပေးနေတယ်ဆိုပါတော့ဟုတ်ကဲ့အခုကျွန်တော်တို့ပြောနေတဲ့နေရာဒီဆိုတာဒီစကိုင်းတိုင်းနဲ့ကဖြစ်စဉ်မျိုးပဲ highlight လုပ်ပြီးတဲ့ပြောတဲ့သဘောလောက်ပဲရှိရပါတော့တကယ်တမ်းကျတော့အဲ့လိုအစုလိုက်ပြုံလိုက်သေစေနိုင်တဲ့ ဘုံကျဲတိုက်ခိုက်မှုတွေကစကိုင်းတိုင်းတစ်ခုတည်းတည်းမဟုတ်ဘူး။ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်အပြည်နယ်နဲ့တိုင်းတော်တော်များများမှာစစ်ကောင်စီကလုပ်နေတဲ့လုပ်ရက်တွေပေါ့လေ။ဆိုတော့ဒီစစ်ကောင်စီကဟလာလက်ရှိအခြေအနေမှာဒီစီအကဲခတ်တွေပြောဆိုကြရမြေပြင်ကနေပြီးတော့တိုင်းပြည်လုံးကိုထိုးစစ်ဆင်ဖို့ဆိုတာမလွယ်ဘူးပေါ့လေ။သူ့ရဲ့လက်ရှိအခြေအနေကဒီဒါကြောင့်မလို့ဒီဝေဟင်ကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေကိုအားပြုပြီးလုပ်နေရတယ်လို့ပြောတယ်။ဒါပေမဲ့ ဲ့လိုတိုက်ခိုက်တဲ့အခါမှာစစ်ဘက်ပြစ်မှတ်တယ်မဟုတ်ဖ ೇನೆ ဘာကြောင့်အရက်ဘက်ပြစ်မှတ်တွေကိုများများဆဆတိုက်လာတာလဲပေါ့စစ်ကောင်စီကဘာဖြစ်ချင်နေတာလဲသူတို့ဘာလိုချင်နေတာလဲပေါ့ဆိုတော့ကျွန်တော်ထင်တယ်2024မှာဟလာစစ်ကောင်စီဘက်ကဒုတိယဗိုလ်ချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးမင်းတော်တရုတ်နိုင်ငံခုမင်းမျိုးကိုသွားပြီးတော့ DEO ဖွဲ့တွေနဲ့သွားပြီးတွေ့တဲ့အခါမှာ DNL လက်ပါတယ်မင်းဒီလက်ပါတယ်ပေါ့နော် AA လက်ပါတယ်သူတို့တွေကိုအဲ့မှာတွေ့တဲ့အခါမှာသူဘက်က သူ့ဘက်ကသူ့ဘက်ကပြောခဲ့တဲ့စကားတခုရှိပါတယ်အဲ့ဒါကတော့စစ်ရေးရခင်ဗျားတို့တင်ထားတဲ့မြို့တွေကိုဘတော်မှငြိမ်းချမ်းမှုမရစေရဘူးကျွန်တော်တို့ဘက်ကနေပြီးတော့ဆိုတာစစ်ကောင်စီဘက်ကပြောတာကျွန်တော်တို့ဘက်ကနေခင်မီစမ်းပြတဲ့လက်နက်မျိုးစုံနဲ့ဝင်ရင်ကနေပုံကျဲတိုက်ခိုက်မယ်လို့သူကကြိမ်းခဲ့တယ်အဲ့တော့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်အဲ့ဒီကြိမ်းတဲ့အတိုင်းပဲသူကအရသာပြတ်မှတ်တရောနှစ်ခုလုံးပြတ်မှတ်ထားပြီးတိုက်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ နောက်နမနစ်ချက်ကနောက်တစ်ဆက်နောက်နမနစ်ချက်ကလေချောင်းပစ်ကူမှုတောင်းတဲ့အခါမှာဘုံကျဲတဲ့အခါမှာပဲဖြစ် AI site ပဲလုပ်တဲ့အခါမှာဖြစ်ဖြစ်အရင်တော့ဆိုရင်ထိပ်ပိုင်းကိုသွားပြီးတော့ AI နေပြီးတော့ green light လို့ခေါ်တဲ့မီစိန်ပြတာကိုတောင်းရတာပေါ့နော်ဒါပေမဲ့ဒီနေ့ဒီချိန်မှာတော့အဲ့ဒီဟာကိုစစ်ကောင်စီဘက်ကဖြေလျှော့ပေးထားတယ်ဒါဖြေလျှော့ပေးထားတယ်ပြီးတော့ time move time move အဆင့်ကြီးသွားစရာမလိုဘူးပေါ့နော်တက်မမှုမြေပြင်မြေပြင်တက်မမှုတွေကတဆင့်အခုလေချောင်းစစ်ကူတွေဘုံကျဲတဲ့ကိစ္စတွေအလွယ်တကူနဲ့ ခွင့်တောင်းလို့ရတယ်ပေါ့ခွင့်တောင်းဝင်နဲ့ခွင့်တောင်းလို့ရတဲ့အကြောင်းရင်းလည်းစစ်ကပို့ပြီးကျေကျွမ်းလာတယ်နိုင်ငံနဲ့နိုင်ငံနဲ့မှာပေါ့ကျေပြန့်လာတဲ့ကမ္ဘာဒါတွေကိုနှိမ်နှင်းဖို့အတွက်ကိုဒီလေကြောင်းအကူကိုတောင်းတဲ့အခါကျရင်တို့အပေါ်စီးသွားစရာမလိုတော့ဘဲနဲ့ဒီအောက်ခြေတက်မှမှုတွေအောက်ခြေတက်မှုတွေနဲ့ဒီလေကြောင်းစကူခေါ်လို့ရတယ်ပေါ့ဆိုတော့ကျွန်တော်တို့ပုံမြင်နေရတာလေကြောင်းရအကြီးကျယ်တို့သုံးနေတာတွေ့ရတယ်ပေါ့နော်ကြီးတဲ့အားနဲ့တာတစ်ပိုင်းဒါပေမဲ့ချင်းနဲ့မလေကြောင်းစကူတောင်းတဲ့အခါမှာထိပ်ပိုင်းကိုသွားစရာမလိုတော့ဘဲနဲ့ အလဲပိုင်းနဲ့နေကူလို့ရအောင်လုပ်ပေးနိုင်ဖြေလျှော့ပေးတဲ့မှုတွေရှိတယ်ပါနံပါတ်1အချက်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကနံပါတ်3အချက်ကတော့ pressure ပေးတာပဲအဲ့တော့1980 80ကာလတွေမှာဆိုရင်လည်းအဲ့လိုပဲအရက်ဖက် target တွေပြည်သူပြည်သားတွေအဓိကထားပြီးတော့သူတို့ဖိအားပေးရတယ်နှိမ့်ဆက်ညှင်းပန်းနိုင်လုပ်ခဲ့လို့ရှိပါတယ်အခုချိန်ကြီးတွေလုပ်ခဲ့ရှိပါတယ်ဥပမာအပြင်ဆိုရင်ဘကိုရုံးမမဘကိုရုံးမမဘကိုရုံးမမဆိုရင်ရွာပေါင်း40ကျော်အောက်ကိုချတယ်ရွာသားတွေအကုန်လုံး concentration camp လို့ခေါ်တဲ့ကန်ထဲမှာထားတယ် ပြီးတော့နှိမ့်ဆက်ညှင်းပန်းတယ်ပြီးတော့တည်င်းပေးလုတ်ခိုင်းတယ်ပြီးတော့အဲ့ရွာသားတွေနဲ့အပေါ်မှာရှိတဲ့ဘကဘလက်နက်ကင်တွေကိုအဆက်ဖြတ်လိုက်တယ်ဆိုတော့ဒီလိုအဲ့လိုမျိုးဖြတ်လေးပြတ်လုတ်တယ်ပြီးရင်ရွာသူရွာသားတွေကိုနှိမ့်ဆက်တယ်စဒါအမြဲတမ်းဂရင်ပြည်မှာရောရှမ်းပြည်မှာရောအမြဲတမ်းတွေ့ကြရတဲ့စလန်းနေပဲပေါ့နော်ဒါပေမဲ့အခုကျတော့ပို့ပြီးတော့စစ်ကောင်စီအနေနဲ့ဒီလေတဲ့အင်အားရှိလာတဲ့အခါပို့ပြီးတော့ဒုက္ခပေးနိုင်အောင်တွေ့ရတယ်ဘာကြောင့်လဲဆိုတော့ဒီအရက်သားတွေနဲ့ဒီလက်လက်ကင်တော်လိုင်းအုပ်စုကြတဲ့မှာသူကအဆက်ဖြတ်စေခြင်းနဲ့ တချိန်တည်းမှာ EDAO နဲ့ PDF တွေကိုအဲ့ဒီအရက်သားတွေကအာကူညီနေတယ်ဆိုရယ်ထောက်ခံနေတယ်ဆိုရယ်သိရတဲ့အတွက်ကြောင့်ဒါ EDAO နဲ့ PDF ကိုလည်းပြန်ပြီးတော့ PR ပေးတာ CA ရ PR ပေးတယ်လို့ပြောလို့ရတာပေါ့ဒါကြောင့် EDAO တွေ PDF တွေကိုထောက်ခံနေတယ်ဆိုရယ်သူတွေအဆက်အသွယ်ထားတယ်ဆိုရယ်မြို့တွေရွာတွေကိုအသိမ့်ပိတ်ထားတဲ့မြို့တွေရွာတွေကိုအဓိကထားပြီးတော့အရက်သားရောစစ်ဖက်ပြစ်မှတ်ကိုဘာမှသူတို့ပြုဆိုင်အကုန်လုံးဘုံကျဲနေတယ်လို့ပြောလို့ရပါ ခုကွန်ဆိုပြောသလိုမျိုးဆိုလို့ရှိရင်တော့လာဒီဒီဘုံကျဲတာကြောက်သွားအောင်လာ PDF တွေတိုင်းသားလက်နက်ကန်တွေကိုမထောက်ခံအောင်ဆိုတဲ့ပုံစံမျိုးဟိုလုတ်တယ်ဆိုလို့ရှိရင်အခုလို့ကျဲလို့ဒီဟာတွေကရက်သွားမလားကြောက်သွားမလားပေါ့နော်ဘာလို့လဲဆိုတော့ဟိုတနေ့ကဒီအိုဒိန်တွင်ကျေးရွာမှာဒီဘုံကျဲခံရလို့အဲတည်ဆုံးသွားတဲ့ကလေးတွေရဲ့မိမိဘတွေကသူတို့ တောင်းဆိုတဲ့အချက်တွေနိုင်ငံတကာကဘာကြောင့်ရဲ့ကြည့်နေတာလဲဒီလောက်ဆိုးွားတဲ့မင်းပေါ့ဒီပြောချင်တာကတော့ဒီစစ်ကောင်စီခေါင်းဆောင်တွေကိုပြောတာပေါ့နော်သူတို့ရဲ့အတန်တွေကိုပြန်နားထောင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့ရဲ့စိတ်နာမှုပိုပြီးတော့ကြီးထွားလာတာကိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒီဘုံကျဲလို့ရက်သွားမလားပေါ့ဒီဒီတော်လန်ရဲ့ရက်သွားမလားသူတို့ဟိုခုခံမှုတွေရက်သွားမလားပေါ့နော်ဒါတွေကတော့ဟိုစဉ်းစားစရာအချက်တွေလို့ကျွန်တော်ထင်ပါတယ်အော်နောက်တစ်ခုကကြတော့ဟာ အခုအရင်တော့ဆိုလို့ရှိရင်ဗစီကြီးတို့ဟာလက်ရကုန်းတို့ဖြစ်စင်နေမှာဆိုလို့ရှိရင်နိုင်ငံတကာကချက်ချင်းဝန်내ကြောင်းဒီရှုံချကြောင်းတွေဒီလောက်ရတဲ့နေပတ်သက်ပြီးတော့ဟိုဝန်내ကြောင်းရှိရှုံချကြောင်းတွေဟိုထွက်လာတာတွေကျွန်တော်တွေ့ရတယ်အခုလက်ရှိဒီခုနပြောသလိုပဲဟာဒီငလင်ကာလမှာအပြည့်ရပြီးတဲ့ကျဲနေတဲ့ အခြေအနေတွေအခုဆိုအမြင့်ဆုံးအခြေအနေထိတောင်ရောက်နေတယ်လို့ကျွန်တော်ပြောလို့ရတယ်။စာတင်ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေမကြမ်းအရက်ပတ်ပြင့်မှတ်တယ်လား။ကိုယ့်အိမ်ထဲမှာကိုနေနေတဲ့သူတွေပါကြဲခံနေရတဲ့အခြေအနေတွေဖြစ်နေတာနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာတန်ရုံးတွေနိုင်ငံတကာအဖွဲ့အစည်းတွေအာဆီယံတွေအထူးသဖြင့်တော့အိမ်နီးချင်းနိုင်ငံကြီးတွေမြန်မာပြည်ငြိမ်းချမ်းရေးအတွက်ဆိုပြီးပြောနေတဲ့နိုင်ငံကြီးတွေကလာငြိမ်းနေတာအတန်မထွက်တာကျွန်တော်တွေ့ရတယ်။ဘာကြောင့်လို့များသုံးသပ်မိလဲပေါင်းစောနေနေ။ဟုတ်ဆိုတော့နိုင်ငံတကာ တရုတ်ရုရှားအာဆီယံကုလသမဂ္ဂကုလသမဂ္ဂလုံခြုံရေးကောင်စီပေါ့အလုံးညီနေတဲ့အကြောင်းဆွေးနွေးမယ်ဆိုအချိန်မှာပဲဒီနေ့ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့ပြည်သက်တမ်းရုံးကနေပြီးတော့အခုဘုံကျဲတက်ခဲမှုနဲ့ပတ်သက်ပြီးတော့ရှုံချတဲ့အကြောင်းသူ statement တစ်ခုထွက်လာတာကျွန်တော်တို့တွေ့ရပါတယ်ထုတ်ပြန်တဲ့တစ်ခုပဲနော်ထုတ်ပြန်တဲ့တစ်ခုတွေ့ရတယ်ပေါ့နော်သူကြားထွက်လာတဲ့ထုတ်ပြန်တဲ့တစ်ခုတနေ့တိုင်ယုံနေရောတနေ့အဖွဲ့စည်းတွေအားလုံးညီနေရကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကနံပါတ်2ချက်ကတော့စစ်ကောင်စီကပဲစစ်ကောင်စီခေါင်းဆောင်ရဲ့ မော်စကိုခီးစဉ်ပြီးမှာဟလာအဲ့မှာသူတရုတ်သမ္မတနဲ့လည်းသူတွေ့ဆုံခွင့်ရခဲ့တယ်ဒါတွေကပဲစစ်ကောင်စီတော့ပို့ပြီးတော့အားရှိစေခဲ့တယ်လားငါတို့လို့ချင်တာလုပ်လို့ရတယ်ငါတို့ဘက်ကနေပြီးတော့ဟလာငါတို့ဘက်ကနေသူတို့ဘက်ကင်ပေးတဲ့ဟလာနိုင်ငံကြီးနဲ့နိုင်ငံရှိတယ်ဒါကြောင့်ပဲငရဲခွေးကြီးတကောင်လို့ခုနကကျွန်တော်ကပြောသလိုပဲအရင်ဆိုင်ရင်းဆိုင်နေလို့ပဲပြုတ်မှုတွေအောင်နဲ့ပြုတ်ပြုတ်ပြုတ်နေတာနဲ့ပတ်သက်ပြီးတော့ ဟုတ်လားလုတ်ခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးသူတို့စိတ်ထဲမှာလည်းရှိနေတာလည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ဟိုအားလုံးကကိုယ့်အရေးနဲ့ကိုပူနေရတဲ့ကာလပေါ့နော်ကျွန်တော်တို့အများနဲ့ပြောနေခဲ့တဲ့အဲတမရာထရမ့်တက်လာပြီးနောက်ပိုင်းအစပြီး international system ကအာပြတ်သွားတယ်အဲ့တော့မကြသေးခင်ရပဲအာဆီယံထဲမှာအာဆီယံ chair ဖြစ်တဲ့မလေးရှားကနေပြီးတော့မြန်မာအရေးကိုဝင်ညှိပေးတဲ့ပုံစံမျိုးတွေ့ရတယ် အာပြီးခဲ့တဲ့လအချိန်တွေဒါပေမဲ့ဒီနေ့ဒီချိန်မှာအခုဇက်တိုက်ဘုံကျင်းနေတဲ့ကိစ္စတွေမလေးရှားရောအာဆီယံဘာမှဘုံကြောတာကြောင့်တွေ့ရတယ်ဟုတ်လားဘေးပတ်ဝန်ကြီးနိုင်ငံတွေအကုန်လုံးကတိတ်ဆိတ်ပြီးတော့ဒီချိန်ထဲမှာပဲဒီချိန်ထဲမှာပဲစစ်ကောင်စီကတရုတ်နဲ့ရုရှားရဲ့ရုပ်သေးရုပ်ဆိုတာလို့ဖြစ်လာတယ်ဆိုတော့သူကလည်းသူကလည်းသူ့မှာသူ့ရဲ့အိမ်တွင်းရေးမှာစုဖက်မဲ့သူမရှိဘူးသူလုံးချင်တော့လုံးလို့ရတယ်ဆိုတဲ့သဘောမျိုးလည်းဒီမှာပေါက်သွားတာပေါ့နော်ဆိုတော့အနောက်ကလည်း ။နောက်ကလည်းပြိုလဲနေတဲ့ကာလပေါ့။တောင်နိုင်ငံစိုးရွားရတဲ့ပြိုလဲနေတဲ့ကာလ။ဒီနေ့ဒီချိန်မှာ democracy ကို human rights ကိုပြောမဲ့စိုးရွားတယ်လေ။နေပါလာတော့ကျွန်တော်တွေ့ရတာ။ဒါသူကသူကအခွင့်ကောင်းချက်ယူလို့ရရဲဆိုတဲ့အတွေ့အကြုံလဲစစ်ကောင်စီဘက်မှာရှိနေတာပေါ့။ဒါပေမဲ့ကျွန်တော်ကပြောချင်တာကဒီချိန်မှာတိတ်ဆိတ်ငြိမ်သက်နေနေဆိုရင်လူမဆန်လို့ရတဲ့လုံနေတဲ့စစ်ရာဇဝမှုတွေကျူးလွန်နေတဲ့လက်နက်ကန်တက်စစ်ကောင်စီကို တုတ်ရက်တွေကိုမိုးဝဲမဲနဲ့ငြိမ်သက်နေမယ်ဆိုတယ်အဲ့ငြိမ်သက်နေတဲ့သူတွေဟာဒီရာဇဝတ်မှုတွေမှာအဘိအမျိုးဖြစ်အဘိအမျိုးဖြစ်နေတဲ့သူတွေလို့ဟဟလာမြန်မာပြည်သူပြည်သားတွေရတယ်အဲ့လိုမြင်ကြရဆိုတော့အသိဖို့လို့ကျွန်တော်ကြောက်တယ်ဟုတ်ကဲ့ကျွန်တော်ဂျေဇုတင်ပါမယ်ဂျေဇုတင်ပါမယ်ကိုကျွန်တော်